ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာအများစုเนาะလွဲမှားနေတဲ့အဖြစ်လေးတွေဒီချက်ကလာပြီးတော့နားလည်အောင်ရှင်းပြပေးမှာဖြစ်ပါတယ်။ဒါလဲဆိုအချက် comment မှာလာလာရေးကြတယ်။အချက် comment နေညတော့မှတေချာ live ဖတ်ကြည့်တော့တွေ့ရတယ်အများစုอ่ะပေါ့เนาะ။အာဒီချက်ရေးစัจချုပ်ပညာကအခြေခံပဲတင်ထားရတယ်။အကိုကအယံဝါဒနာပါတယ်။အယံလေ့လာခြင်းနဲ့အဒီပညာနဲ့အတ္တမိုးရကြောင့်တစ်ခုရက်တည်ခြင်းနဲ့ဒီဇိုင်နာဖြစ်တဲ့အထိသွားခြင်းနဲ့ဒါပေမဲ့ကိုကနေမှာမှုလို့ညီမတော့တော့မှာမှုလို့ရက်ွက်ထဲကစัจချုပ်ဆိုင်မှာပဲတင်ထားရလို့ ို့ပညာတွေမစုံဘူးလို့ခံစားရတယ်ပို့ပြီးတော်ခြင်းနဲ့ပို့ပြီးရခြင်းနဲ့ဒီချက်ကိုအားကြတယ်အဲအဲ့တော့ဟိုအဲ့လိုမျိုးကြီးပဲလာလာပြောကြတယ်ကွာအဲ့လိုမျိုးတွေပြောကြတာဖြစ်တဲ့အတွက်အဲ့လိုမျိုးတွေးပြီးတော့အော်ကိုကတော့တော်မှမလို့နေမှာမလို့တင်းတန်းကြီးတွေအများကြီးမတက်နိုင်လို့တင်းတန်းအကြီးတွေမတက်နိုင်လို့ပညာတွေမလေးနာနိုင်လို့လို့တွေးပြီးတော့ညီးနေမယ်အစားတနေ့မှာကိုဘယ်လောက်လေ့လာနိုင်မလဲ နော်အခုခေတ်မှာဆိုလို့ရှိရင်ဆိုရှယ်မီဒီယာအရန်ကျယ်ပြန့်တာဖြစ်တဲ့အတွက်ပညာရဖို့အတွက်အရန်လွယ်တယ်အရန်လွယ်တယ် YouTube မှာပဲပညာဒါနရေရှာကြည့်မလားအခု TikTok မှာ share account နဲ့ဝင်ကြည့်ရင်တော့မှပညာဒါနရေအများကြီးရတယ်တနေ့ကိုတပုတ်ပဲလေ့လာအောင်တနေ့ကိုတပုတ်ပဲလေ့လာအောင် share video တွေမှာရာချီပြီးတော့ရှိတယ်နော်အဲ့တော့အဲ့လိုမျိုးတွေးနေမယ်အစား ကျွန်မကတော့တောမှာမှုလို့နေမှာမှုလို့ခလေးတစ်ဖက်နဲ့မှုလို့အဲ့လိုမျိုးတွေးနေမယ်ဆိုတာတနေ့တနေ့မှာကိုတီပညာအတွက်ကိုရဲ့ဘဝအတွက်ကိုဘဝတိုးတက်လန်းအတွက်ဘယ်လောက်ထိအချိန်ပေးနိုင်လဲမိနစ်20ပေးနိုင်လားနိုင်ဝက်ပေးနိုင်လားအရင်ဆုံးအဲ့ဒီအချိန်ကိုဖယ်လိုက်ချေပြောတာเนาะတနေ့ကိုတမနှလုံးအချိန်ပေးရမယ်၃နာရီအချိန်ပေးရမယ်၄နာရီအချိန်ပေးရမယ်မပြောဘူးတနေ့ကိုနိုင်ဝက်အချိန်ပေးနိုင်အောင်ရတယ်နိုင်ဝက်အချိန်ပေးနိုင်လား55မိနစ်အချိန်ပေးနိုင်လားအဲ့ဒီပေးနိုင်တဲ့အချိန်ကိုတိတိကျကျဖယ်ပြီးတော့ချေရောဒီပညာအတွက်ကိုကတနေ့မှာတစ်ခုရမလား အများကြီးမဟုတ်ဘူးเนาะကိုတစ်ခုလေးတိမလားတစ်ခုတိတယ်ဆိုလို့ရှင်တနေ့မှာတစ်ခုတိတယ်ဆိုလို့ရှင်ရက်ပေါင်း30တလားဆိုရင်ပညာဘာသာရဲ့ဘယ်လိုပြောရမလဲ30တိပါမယ် နော်သင်ခန်းစာ30တိပါမယ်အခုလောလောဆယ်ဘာမှမတိသေးဘူးကိုကိုကိုဒီမှာကွာကိုကဒီပညာကိုသင်ထားတာ0ကနေပြီးတော့30အထိပဲရှိရဲဆိုပါတော့ဟိုကွာတန်းပါ100%တိသွားနေတာကိုက30ပဲရှိသေးတယ်အဲ့ဒီအချိန်ကနေပြီးကိုကဒီဒီလမှာမှတ်ထားဒီအချိန်ကနေစပြီးတော့ကိုကနောက်တစ်လမှာတနည်းကိုတစ်ခုလေ့လာသွားမယ်ဆိုရင်နောက်တစ်လဆိုရင်နောက်ထပ်သင်ခန်းစာအခု30ရမယ်ဟုတ်လားနှစ်လားဆိုရင်တင်ငန်းစာ60ရမယ်တကယ်ပြောချင်တာဒီတနေ့မှာတနေ့ကုန်ချိန်ပေးစရာမလိုဘူးနှစ်နာရီသုံးနာရီပေးစရာမလိုဘူးနာရီဝက်45မိနစ်ချိန်ပေးနိုင်နေဆိုရင်မရတယ် ဟုတ်လားတောမှလည်းအရင်မကြည့်ဘူးနဲမှလည်းအရင်မကြည့်ကိုဖုန်းအင်တာနက်ရရဲဆိုရင်အင်တာနက်ကနေပြီးတော့ပဲတနည်းကိုနည်းနည်းချင်းစီပဲလှမ်းမှာချက်ပြောနေအများကြီးအများကြီးလှမ်းကြည့်စရာမလိုဘူးသိလားအသူများတကာတွေအများကြီးချုံနိုင်နေတယ်ပတ်တန်နေအများကြီးလုံနိုင်နေတယ်အင်ကြီးတွေကောင်းကောင်းချုံနိုင်နေတယ်ဆိုတာဒီလေသူတို့ဒီအချိန်နေအများကြီးရင်းနှီးခဲ့ရတယ် နော်ဒီနေ့တင်ဒီနေ့တက်တဲ့လူတယောက်မှမရှိဘူးဒီနေ့သိန်း100ပုံပေးလို့လည်းဒီနေ့မတက်ဘူးဒီနေ့သိန်း1000ပုံပေးလည်းဒီနေ့မတက်ဘူးအားလုံးကအချိန်နေပေးဆက်ခဲ့ရတဲ့အတွေ့အကြုံတွေအများကြီးပေးဆက်ခဲ့ရတာဖြစ်တဲ့အတွက်တဖြည်းဖြည်းချင်းပဲကိုရွေးနိုင်တလောက်အရွေးနယ်ပဲတွားယုံနေတယ်လေတိုးတက်သွားလို့ရတယ်ချက်ပြောနေအာကွန်မန့်မှာအဲ့ဒါကြီးအများကြီးမြင်ရတယ်တိလားအဲ့ဒါ ဲ့ရတွက်ချက်ကလာပြောပေးတာဖြစ်တယ်ပေါ့နော်အများစုဖြစ်နေကြတာဖြစ်လို့အဲ့တော့ချက်တို့ဒီပတ်စံနေအများကြီးပေးနိုင်မှပညာတစ်ခုကိုလေ့လာလို့ရမှာကိုယ်စိတ်ကဘယ်လောက်ထက်သန်မလဲကိုယ်ဘယ်လောက်ဟိုဒီဟာကိုလိုချင်လဲဆိုတဲ့ပုံမှာမူတည်တယ်ဥပမာကွာလူတယောက်ပစ္စည်းတစ်ခုကိုလိုချင်တဲ့အခါမှာကိုယ်ဒီအင်ကြီးတစ်ထည်လိုချင်တယ်မလားဖက်နဲ့တရံလိုချင်လားလိုချင်လာပြီဆိုရင်ပတ်စံစုတယ်လေဒီဟာပဲအယုံဆိုင်ပြီးဒီဟာပဲလိုချင်တယ်လိုချင်တယ်ဆိုပြီးတော့ပတ်စံစုပြီးတော့ရအောင်စူးစမ်းပြီးဝယ်ကြတယ်မလားကိုယ်လိုချင်တဲ့ဟာတစ်ခုဆိုရင်အဲ့လိုပဲပေါ့ပညာတစ်ခုကိုလည်းအဲ့လိုပဲထားကိုကဒီပညာနဲ့ ်ရက်တီသွားခြင်းနဲ့ဟိုကိုကဒီလူကိုကြည့်ပြီးအားကြရတယ်ဒီလိုမျိုးဖြစ်ခြင်းလဲဆိုရင်အဲ့ဒါကိုပဲစိတ်ထဲမှာအာယုံဆိုင်ပြီးနေ့စဉ်နေ့စဉ်ပုံမှန်လှမ်းသွားဖို့ပဲလိုတာကျတော့ဒီနေ့မှာတော့ဒီလိုမြင်လိုက်တဲ့ချိန်မှာသူ့လိုမျိုးပဲအောင်မြင်ခြင်းနဲ့သူ့လိုမျိုးပဲအများကြီးတက်ခြင်းနဲ့လှုပ်ခြင်းနဲ့တွေးလိုက်တယ်ဖြစ်ခြင်းနဲ့ဒါပေမဲ့ဘာတစ်ခုမှထားမလုပ်ဘူးနှစ်ရက်သုံးရက်ကိုယ့်ကိုပျောက်သွားတယ်မိမိပျောက်ပျောက်နေဒါအတကြနေလိုက်တယ်အော်နောက်လေးငါးရက်နေလို့ဒီလိုပြောင်းမြင်နေဖြစ်ခြင်းနဲ့ဖြစ်ခြင်းနဲ့အဲ့လိုမျိုးဖြစ်လို့မရဘူး တို့ဒီဟာကိုရချင်နေဆိုရှင်ပုံမှန်တိုင်းလှမ်းသွားဖို့ပဲလိုတာအာဒီချေဆိုလို့ရှင်လည်းဒါအများကြီးသိပြီးအများကြီးတက်တက်လူတယောက်မဟုတ်သေးဘူးဒါပေမဲ့ဒီချေအခုလိုမျိုးပြန်ပြီးပညာဒါနတွေလုံနိုင်အောင်အခုလိုမျိုးပြန်ပြီးရက်တည်နိုင်အောင်ဆိုလို့ရှင်လည်းချေ၁၀စုနှစ်တခုကျော်တဲ့အထိအချိန်ပေးထားခဲ့ရတာပေါ့နော်၁၂နှစ်လောက်အချိန်ပေးထားခဲ့ပြီးမှဒီနေ့မှဒီလောက်ထိချေပြောနိုင်တာဖြစ်တယ်အဲ့တော့ကျတော့ပုံမှန်လှမ်းလှမ်းလာဖို့ပဲလိုတယ်။ဒီကျကိုယ်တိုင်လည်းတိမ့်တရာ200ပုံပေးပြီးတော့တင်တန်းကြီးတွေတက်ခဲ့တူလည်းမဟုတ်ဘူး။ လေလာပုံမှန်တိုင်းပဲလေလာခဲ့တာကိုတင်တန်းကြီးအများကြီးမတက်နိုင်တဲ့အခါတွေမှာတင်တန်းကြီးတက်တောင့်တတရှိတဲ့တင်တန်းကြီးတကယ်တင်ပေးနေတဲ့တင်တန်းကြီးမှာရှာပြီးတော့တက်တယ်ရအောင်ယူတယ်ကိုပေးထားတဲ့တင်တန်းကြီးပေးသွားပြီးပြီဆိုလို့ရှင်ရတဲ့တင်ငန်းစားမှန်သမျှရအောင်ယူတယ်နော်အာတင်တန်းကြီးမတက်နိုင်သေးတဲ့အချိန်မှာပညာဒါနတွေလေလာတယ်ဖရီတွေလိုက်ကြည့်တယ်အဓိကတနေ့မှာကိုဘလောက်တိနိုင်မလဲတစ်ခုပဲတင်လဲတစ်ခုကိုအတွက်အကျိုးရှိတယ်ပညာတစ်ခုဆိုတာကိုရပြီးသွားပြီဆိုလို့ရှိရင်ကုံွားတဲ့အရာမဟုတ်ဘူး ချေတို့ဟိုဘယ်လိုပြောမလဲမှတ်ဉဏ်တွေမပြောက်မသွားမချင်းကောင်းထဲမှာရှိနေမယ့်အရာဖြစ်တယ်ချေပြောတာဘောပါလားအဲ့တော့စိတ်ထဲမှာဒီချေပြောသလိုမျိုးကိုကအဲ့လိုဖြစ်နေပြီလားချေရှိကပြောသွားလို့လူတယောက်ကိုဒီချေကိုမြင်လိုက်တဲ့အခါမှာဒီချေလိုဖြစ်ချင်တယ်ဒီချေကိုအားကြရတယ်ချက်လိုမျိုးပြန်ပြီးတော့စာရီပြန်တင်နိုင်ခြင်းနဲ့ပတ်တန်နေမြင်လာနဲ့တည်ခြင်းနဲ့ဒီချေကိုမြင်လိုက်ဖြစ်သွားပြီဒီချေတတော်ကပြောက်သွားရင်ပုံမှန်တိုင်းပဲဖြစ်သွားတယ်အဲ့နောက်တစ်ခါဒီချေကိုပြန်မြင်တယ်အဲ့ဒီချေကိုပြန်အားကြရတယ် နော်အဲ့လိုမျိုးဖြစ်မဲ့စားတချေအခုပြောတဲ့ဗီဒီယိုလေးကိုဆုံးအောင်နားထောင်ပါတချေပြောသလိုမျိုးပဲတနေ့ကို15မိနစ်ချိန်ပေးနိုင်မလားနိုင်ဝက်ချိန်ပေးနိုင်မလားတခုလေးတင်လဲတခုလေးကိုယ်အတွက်အကျိုးရှိရယ်ပေါ့နော်ကိုမတိတဲ့အရာလေးတခုတိသွားပြီဆိုရင်လည်းကိုယ်အတွက်အကျိုးရှိပါတယ်ကျွန်တော်အခုလိုမျိုးပြန်ပြောပြနေတာတွေဒီလေအလကားရခဲ့တာတွေမဟုတ်ဘူးနော်ချေပြောသလိုပဲ12နှစ်လောက်ကာလာ တောက်လျှောက်ဒီပညာနဲ့ပဲနေစဉ်ထိတွေ့ပြီးတော့ကြုံခဲ့ရတဲ့အတွေ့အကြုံလေးတွေကိုပြန်ပြီးတော့ sharing လုပ်ပေးတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ဒီ share ပြောတာအကျိုးရှိမယ်ထင်ပါတယ်။ထပ်ပြီးသိကျင်တာရှိရင်လည်း comment မှာရေးခဲ့ပေးပါရှင်။ဒီ share ကဆက်ချုပ်ပညာနဲ့ပတ်သက်ပြီးတော့ပတ်သက်ပညာဒါနတွေ knowledge sharing တွေလုပ်ပေးနေတဲ့ဒီ channel တွေဦးဖြစ်ပါတယ်။